ွင်ချိုဟာလှိုင်းတရာစက်မှုဆောင်ကအလုသမားတွေအတွက်ဈေးတသက်သက်သာနဲ့အာဟာရပြည့်ဝစေဖို့တီးဆုံပဲကလာဟင်းငကြောငချောက်ကြော်နဲ့ပြည်ကြီးငါအဆရှိတဲ့ဟင်းရာတွေကိုတပွဲတရာချက်နဲ့ရောင်းပေးနေတာဖြစ်ပြီးလူ2000စာလောက်စားနိုင်အောင်လဲစီစဉ်ထားတဲ့အကြောင်းကမာယူမီဒီယာကိုပြောပြပါတယ်။ဥဝင်ချိုတယောက်အလုသမားတွေအတွက်ထမင်းဟင်းရောင်းတဲ့အလုပ်ကိုဘာလို့ရွေးချယ်လုပ်ကင်ခဲ့တာလဲ။ဆက်ယုံတွေကနေတင့်ဖြစ်ပြီး အလုသမားသမဂတွေကတဆင့်ဖြစ်စီသူတို့ဒီလိုတံပိုးနဲ့ဟင်းရာကိုသာမှာပြီးသူတို့ချက်ကျွေးရင် အလုရှင်နဲ့အလုသမားကြားထဲမှာ စီးစီးလုံးလုံးဖြစ်လာမယ်သူတို့ချင်းတွေ့ရတဲ့အချိန်တွေပိုများလာမယ်အဲအမြင်လွဲမှားမှုတွေကို အပြန်အလှန်ဖြေရှင်းလာနိုင်တယ်ဆိုပြီးတော့ကျွန်တော်ဒီလောက်ကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကြိုးစားလိုက်တယ်သို့တော်လည်းပဲကျွန်တော်ကတယောက်တည်းသမားဖြစ်တဲ့အခါကျတော့ တကယ်ကိုတတိပုဂ္ဂလအနေနဲ့ယက်တည်နေတာဖြစ်တဲ့အခါကျတော့ကျွန်တော်မှအစုအဖွဲ့မရှိဘူးအသင်းပင်မရှိဘူးအားလုံးကိုအကူအညီတောင်းရင်းနဲ့အခုတော့ကျွန်တော်မိတ်ဆွေတွေအဲကျွန်တော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလေးကတူတူလှုပ်လာခဲ့တဲ့ရဲဘော်ရဲဘက်တွေဒီလူတွေကအားလုံးဝိုင်းဝန်းပေးတာနဲ့ကျွန်တော်ဒီလှုပ်လှုပ်ဖြစ်သွားပါတယ်ဒီလိုသမင်းဟင်းရောင်းချတာကိုဒီဇင်ဘာ21ရက်ကနဝရေးလန်းဘော်ကအမှတ်6ထက်တန်းကျောင်းရှိမှာစတင်ရောင်းချခဲ့တာဖြစ်ပြီးလူခွင့်ရေး ိုင်ငံသားခွင့်ရေးတွေမတည်တဲ့အပြင်ဗဟုသုတရှာမိဖို့လည်းအချိန်မရှိပဲစောင်းဝတ်နေရေးကိုသာဥတည်နေရတဲ့အလုသမားတွေပြေလည်အောင်အဓိကထားစဉ်းစားပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာခဏတာလောက်ကင်တာမဟုတ်သလိုအမျက်အစွန်းလည်းမရှိတာကြောင့်အလှငွေနဲ့ရက်တည်နေရတဲ့အကြောင်းလည်းပြောပြပါဗျာ။သူတို့စားဖို့အတွက်အချိန်ပေးစရာမလိုရင်ငါတို့ဟာဗဟုသုတဖြည့်ဆည်းဖို့အတွက်အချိန်တွေပိုရလာပြီလို့သူတို့ကိုယ်သူတို့သိလာတဲ့အချိန်ကြမှာကျွန်တော်တို့ပေးရလိမ့်မယ်။ အခုဒီချိန်သွားပြီးရင် ကျွန်တော်ထမင်းစားရမှာလားခမရဘူးဒုတာကိုကျွန်တော်ယူရမှာလားလို့မေးလိုက်မယ်ရှုံးတယ်မနေ့ကလည်းရှုံးတယ်ဒီနေ့လည်းရှုံးတယ်သို့တော်လည်းပဲအဲရှုံးတယ်ဆိုပေမဲ့ပြင်းပြင်းထန်ထန်မရှုံးဘူးကျွန်တော်မိတ်ဆွေများကကျွန်တော်ကို ခုသာခံသာနိုင်အောင်လူကြတန်းကြတာရှိပါတယ်နိုင်သားရမှာနေထိုင်တဲ့ကိုလာဆိုးကတော့ဒီလိုရောင်းချတာဟာအလုပ်သမားတွေအတွက်တည်းမဟုတ်ဘဲရက်ွက်နေပြည်သူတွေအတွက်လည်းအဆင်ပြေစေတယ်လို့ပြောဆိုခဲ့ပါတယ် တချွတ်ကြတော့လေအဆက်ယုံမနဲ့ရှင်ညာရှင်ဆိုရင်ချက်ချင်းကျုပ်ချင်းမရှိမရှိတဲ့အခါကျတော့အခုလိုပဲဘေးဘန်းကနေဝယ်စားတဲ့အခါကျတော့တရာကုံမဲ့နေရာမှာ200ကုံမဲ့200ကုံမဲ့နေရာမှာ300ကုံမဲ့အဲ့တော့အဆင်အမပြေဘူးအခုလိုလာကြောင်းတဲ့အတိုင်းအတာကိုဒီလိုလေဒီဆက်ယုံလို့ဒီမှာအတွက်ကိုငဲ့ယူလာကြောင်းတဲ့အခါကျတော့တော်တော်လေးလက်သက်တာပါလေဒီချက်ပြုတ်ဝင်နေပြီကတော့ဦးလို့လည်းမနေရနေစားပြီးတော့စားသုံးတဲ့အခါသူ့အနေနဲ့ပြီးတော့ပြင်းပြမှုရှိပါတယ် အကုန်လုံးကအဆင်ပြေပါတယ်ပေါ့ဒါကဒီလူတွေအတွက်ပေါ့အလုပ်သမားအတွက်ပေါ့